မလင်လုတ်တုံးကကြိုက်ထီယိုဖျာကြီးစီရီတော်ကြီးပြူချခါနီဖြစ်သွားတဲ့เนาะရုပ်တံဖိုင်နဲ့တကယ်ကိုမလဲခါနီဖြစ်သွားတဲ့အော်ရုပ်တံဖိုင်တွေဒါအဲ့ဒီမှာရှိတဲ့ရဟန်းတွေနဲ့တရဏပိုင်တွေကလုံးဝကိုဖြတ်ခိုင်းထားပြီးတော့ဖုံးကွယ်ထားတဲ့အရာတွေကအခုပေါ်ပေါက်လာပါတယ်เนาะအဲ့ဒီအနီးနားမှာဂျုံတွေ့လိုက်ရတဲ့သူသူကသူကကြိုက်ထီယိုဖျာလဲချခါနီကိုရိုက်နေတာပေါ့ဗျာအဲ့ဒါကို အမြန်ဆုံးပဲတဏနာပိုင်းတွေနဲ့ယဟန်တွေကအဲ့ဒီဗီဒီယိုဖိုင်ကိုချက်ချင်းဖြတ်တော့ online ပေါ်မှာလုံးဝမသိဘူးသူကလာပြောကြောင်းဒါရင်ဖွင့်ခဲ့တာပဲဖြစ်ပါတယ်နော်အခုလိုမျိုး live ပေါ်မှာသင်ချင်းအဖြစ်ໃຊတီယိုစီရီတော်ဖျားကြီးကိုအကြီးညိုပြက်စီမှာမလို့လားတာချောင်းမို့လို့လားတော့မသိဘူးအခုလိုမျိုးနော်မတန်းယူတဲ့နေရာမှာเนาะ chainId ဖျားကျုပ်လိုမျိုးလှုပ်ခတ်တဲ့နေရာမှာမတန်းယူတဲ့နေရာမှာသားစီးတာကတော့အင်မတန်မှခိုင်းရခက်တယ်ဆိုပြီးတော့ chainId ဟိုစီရီတော်ဖျားကျုပ်ကိုကိုယ်ဝယ်သူတကားတယောက်ကပြောသွားခဲ့တာဖြစ်ပါတယ် ဆိုတော့သူဂရယ်ကလေချိတ်ချိုးဖျားကြီးရဲ့အခြေအနေကိုတော့ဖြတ်ထားတဲ့နော် recycle bin ကနေပြန်တဲ့ပြန်လဲယူပြီးတော့ online ပေါ်မှာပြန်သိမ်းခဲ့တာကြောင့်အဲ့ဒီ video file က online ပေါ်မှာအရင်ပဲပြန်ထည့်သွားခဲ့တာပဲဖြစ်ပါတယ်။ပညာရှင်တွေရဲ့လေ့လာချက်အရချိတ်ချိုးစီတီရောကြီးက6 degree လောက်လေ့ချမယ့်နေထားမှာစောင်းနေပြီဆိုပြီးတော့ပြောဆိုနေကြပြီဖြစ်ပါတယ်။ဒါတော့ငလင်ကကြိုက်သူဖျားကျိုးတဲ့တဲ့ကြီးကြတာမို့ဗျာနော်။ဒါငလင်ရဲ့အချက်ချာကြတာမို့ဘူးတကယ်လို့ဒါကြိုက်သူစီတီတော်ရဲ့ တော့တသက်ကိုသားကျွန်တော်တို့အဲ့ဒီမြို့ကိုသားခလင်ကပေါ့ဗျာအများကြီးတော့မဟုတ်ဘူးကျွန်တော်တို့545အင်အားလောက်နဲ့လာမယ်ဆိုရင်ကြိတ်ထွေးပြားကြီးကပြိုကျသွားနိုင်ကြောင်းကြိုတင်ပြီးတော့ပြောဆိုမှုတွေလေးရှိတယ်။တချို့ကတော့ကျွန်တော်တို့ဗုဒ္ဓဘာသာမှာဆိုအဆုံးရောက်ကြရပြနော်။အများနိုင်ငံမှာဆိုပူဆူပေါ့ဗျာဒါကနတ်တွေကဘာညာနော်။တခြားမင်းကဘာညာပေါ့ဗျာမျိုးစုံပြောဆိုနေကြပါပဲ။ အခုလိုမျိုးကြိုက်ထီရပုံစံမျိုးတွေကကြောက်တုံးဖြစ်နေတဲ့ပုံစံမျိုးတွေကကျွန်တော်တို့နိုင်ငံတကာမှာလည်းအများကြီးရှိပါတယ်နော်။မြန်မာနိုင်ငံမှာပဲဒါကိုကျွန်တော်တို့ဖျားနေနေကိုးဝယ်ကြတာ။ဒါကလည်းပြောမယ်ဆိုရင်ဆဲမဲ့သူကအများကြီးပဲရှိမယ်ဆိုတာသိချပါရယ်။နော်ကြိုက်ထီရမှာလည်းသူကသူနော်ရာဆွေနဲ့သူရာဆွေနဲ့သူရှိတာကိုဆိုတော့နှိုင်းလို့တော့မရဘူးပေါ့ဗျာ။ဒါကတော့ကိုးဝယ်နေကြတာဆိုတော့ လို့ဖြစ်ဖြစ်ကြိုက်ထီးအခြေအနေကတော့လုံးဝကလေးတစ်ခုသာလာမယ်ဆိုရင်ဒါပြောချမယ်နေထားမှာရှိနေကြောင်းပညာရှင်တွေကတော့ကြိုတင်ခံမှုတွေလုပ်ထားလိုက်ပြီလေဖြစ်ပါတယ်เนาะ